မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကမြန်မာနိုင်ငံအတွင်းကိုသွင်းကုန်များတင်သွင်းမှုကိုလုံးဝထိန်းချုပ်လိုက်ပြီးတဲ့နောက်ဘီလန့်မြေတန်စောက်လုပ်ရေးတုံးပစ္စည်းနဲ့ကားတင်သွင်းခွင့်ပါမဲ့များကိုမင်းအောင်လှရဲ့တာအောင်ပြေဆုံးသမီးခင်တီရီတပ်မုံနဲ့ မိဖက်စီးပွားရေးသမားများကခွင့်ထူးခံရရှိပြီးတော့ပါမစ်တီးတက်အယောင်းဝယ်ဈေးကွက်ကြီးဖြစ်ထွန်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကပြည်ပကနိုင်ငံသားငွေသုံးဆွဲမှုမှန်တယ်များကိုကန့်တက်ပိတ်ပင်လိုက်ပြီးတဲ့နောက်တွင်းကုန်တင်သွင်းမှုများအလုံးကိုလည်းပိတ်ပင်ထားတယ်လို့သိရပါဗျ။တွင်းကုန်တင်သွင်းသူများအနေနဲ့စစ်ကောင်စီကဖွဲ့စည်းထားတဲ့နိုင်ငံသားသုံးငွေကြီးကြပ်မှုကော်မတီထံကခွင့်ပြုချက်မရှိဘဲနဲ့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာတွင်းကုန်လိုင်စင်လျှောက်ထားလို့မရဘူးလို့သိရပါဗျ။ ်နိုင်ငံသားသုံးဝေကြီးကြမှုကော်မတီကလည်းတွင်းကုန်တင်သွင်းခွင့်ပြုမိန့်များကိုမင်းအောင်လိုက်ရဲ့သားသမီးနဲ့မိဘစီးပွားရေးသမားများဗိုလ်ချုပ်အတိုင်းဝိုင်းနဲ့စစ်တပ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်များကိုသာခြားထားပေးတယ်လို့သိရပါတယ်အခုငလျင်ဖြစ်တော့ဘီလံမြေတွင်းကုန်ပါမစ်တန်ပါမစ်နဲ့စောက်လို့ရေးတုံးပစ္စည်းတင်သွင်းခွင့်ပါမစ်တွေအရန်ကိုလိုအပ်နေပါတယ် ်တွင်းကုံတွင်းဘုတ်ကလည်းဘိုးချုပ်ကြီးမြာထုံးဦးဥက္ကဋ္ဌလုပ်တဲ့နိုင်ငံသားသုံးွေကြီးကြပ်မှုကော်မတီရဲ့ထောက်ခံချက်လိုအပ်ပါတယ်အဲ့ဒါကလည်းရဖို့မလွယ်ပါဘူးတက်ချုပ်သားနဲ့တမီးအဖွဲ့ကတော့ပါမစ်တွေလိုတလောက်ရကြပါတယ် စီးပွားရေးသမားတွေကကိုယ်တိုင်သွင်းကုန်ပါမစ်ရဖို့ခတ်တော့တက်ချုပ်သားနဲ့အဖွဲ့စီကနေပြီးတော့ဝယ်ရပါတယ်နောက်ပြီးတော့အခြားဗိုလ်ချုပ်အတိုင်းဝိုင်းစီကဝယ်ရတာပေါ့ဥပိုင်နဲ့ MCC ကနေပါမစ်တွေရအောင်လုပ်ရပါတယ်ပါမစ်အယောင်းဝယ်ဈေးကွက်ပြန်ပြီးတော့ဖြစ်ထွန်းနေပါတယ်လို့ UMFCCI ကစီးပွားရေးအတိုင်းဝိုင်းကရှင်းပြထားပါတယ်စစ်အာဏာရှင်ဟောင်းတန်းရွှေလက်ထက်ကလည်းသွင်းကုန်ပါမစ်အယောင်းဝယ်ဈေးကွက်ကြီးဖြစ်ထွန်းခဲ့ပြီးတော့စစ်တပ်နဲ့ပတ်သက်သူများကသာ ွင်းကုန်ပါမြင်များရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်တပ်အတိုင်းဝိုင်းထံကတွင်းကုန်ပါမြင်များကိုစီးပွားရေးသမားများကပြန်လည်ဝယ်ယူနေရတယ်လို့သိရပါဗါးယခုခါမှာလည်း ပါမဲ့ဝယ်ယူရတဲ့ခက်တကြောပြန်ပြန်လာခြင်းဖြစ်တယ်လို့သိရပါဗျ။မင်းအောင်လိုင်ရဲ့တာအောင်ပြေဆုံးနဲ့၎င်းရဲ့စီးပွားရေးတာဝန်ခံဒေါက်တာမောင်မောင်နိုင်ဒေါက်တာမောင်မောင်လက်တို့လိုမျိုးစီးပွားရေးလက်ဝေခံများခင်သီရိတတ်မောင်ကနိုင်ချိုးကျော်ဝေမင်းမောင်လိုမျိုးစီးပွားရေးလက်ဝေခံများကိုထားရှိကမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းမျိုးစုံကိုလုတ်ကင်ပြီးလုတ်ပိုင်ခွင့်များစွာကိုရရှိနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းတိတ်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ကုန်းစိတ်စစ်စခန်းကို KNL PDF ပူးပေါက်တပ်များကသိမ်းပိုက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 23ရက်နေ့မနက်ပိုင်းမှာအဲ့ဒီစစ်တပ်ရဲ့ကုန်းစိတ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး KNL PDF ပူးပေါင်းမဟာမိတ်တပ်များရဲ့ပူးပေါင်းစစ်စင်ရေးနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။ ပူပေါင်းဆက်ဆက်ရေးပါမနေ့ကမနေ့ကတိမ့်ပတ်ရရှိခဲ့တာပါလောလောဆယ်အထိကတော့အဲ့ဒီဒေတာမှာတိုက်ပွဲတွေရှိနေပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်တပ်မှုတဦးကရှင်းပြထားပါတယ်လက်ရှိမှာ KNU တပ်မဟာများအားလုံးမှာစစ်ကောင်စီတပ်ဆက်ခန်းများကိုတော်လိုင်းတပ်များကစူးစီးညီညွတ်စွာနဲ့ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိပြီးတော့ KNU တပ်မဟာခုနှစ်အတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်တပ်စခန်းများကိုဇက်တိုက်တိုက်ခိုက်တိမ့်ပတ်လျက်ရှိတယ်လို့ KNL ရဲ့သတင်းရင်းမြစ်ကအတည်ပြုပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမြို့နယ်စက်တွင်းစစ်တပ်အထိုင်စခန်းကနေအပြင်ကိုထွက်လာတဲ့စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားတို့ကိုပြစ်ခတ်တိုက်ခိုက်ရာနှုတ်ဦးစလုံးတေဆုံးပြီးတော့တနက်တက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ22ရက်နေ့ညနေ6:45မိနစ်အချိန်မှာ မုံလာမြို့နယ်စက်တွင်းအထိုင်စခန်းကနေစိုင်းကဲတစ်စီးနဲ့ထွက်လာတဲ့စစ်တပ်ကဗိုလ်ကြီးနဲ့တပ်သားတို့ကိုတော်လိုင်းတက်ကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းပစ်ခတ်မှုကြောင့်စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားတို့ဟာပွဲချင်းပြီးတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။၎င်းတို့ထံက MA11 တနက်တက်လက်ကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတက်များရဲ့တိုက်ခိုက်မှုကြောင့်တိုက်ဆုံသွားတဲ့ဗိုလ်ကြီးနဲ့တပ်သားဟာမုံရွာမြို့နယ်အတွင်ချေးရွာများကိုလိုက်လံဖျက်ဆီးမိရှုံနေတဲ့စစ်ကြောင်းကဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူးတိုင်းမင်းလာမြို့နယ်မှာတိုက်ပွဲအတွင်းကြကြံရိုက်ခဲ့တဲ့မိုဘိုင်းဖုန်းကိုပြန်လာရှာတဲ့အကြမ်းဖက်စစ်သား၂ဦးကိုတော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းဆီးရရှိခဲ့တော်လဲအဲ့ဒီစစ်သား၂ကောင်ကတနက်ကိုလုပြီးတော့ထွက်ပြေးတဲ့အထွတ်ပြစ်ခတ်ဖမ်းဆီးရာကနေစစ်သား၂ကောင်စလုံးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့မတ်လ30ရက်နေ့ညနေ9:00နာရီအချိန်ကမင်းလာမြို့နယ်အပိုင်းဘကိုးကျွတ်မဘော်ကိုတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကျုံးကုန်းရွာအနီးမှာတာယာဝရီခရိုင်တရင်38တုံးချနဲ့တက်ခွဲတုံးကရဲဘော်များကစောင့်ကြိုတိုက်ခတ်ခဲ့ရာစစ်သားများတက်ပြတ်ပြီးတော့စမ်းဘုတ်ရွာဘက်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။မတ်လ31ရက်နေ့မှာဆုတ်ခွာထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတွေကစစ်သား2ဦးက၎င်းတို့ထွက်ပြေးတဲ့အချိန်မှာကြကြံရိုက်ခဲ့တဲ့မိုဘိုင်းဖုန်းများကို ကျုံးကုန်းရွာဘက်ကိုလာရောက်ပြီးတော့ရှာဖွေတဲ့အချိန်မှာတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးစစ်ဆေးမေးမြန်းပြီးတဲ့နောက်စစ်သားနှစ်ဦးကို Geneva Convention အရထိန်းသိမ်းရန်အတွက်နောက်တန်းစခန်းကိုဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့သိရပါဗါးအဲ့ဒီအချိန်မှာစစ်တုံးဘန်းစစ်သားနှစ်ဦးကတော်လိုင်းရဲဘော်များရဲ့တပ်နက်ကိုလူကထွက်ပြေးသွားတဲ့အထွက်ကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးရာကြီးစံထိမှန်ပြီးတော့နှစ်ကောင်စလုံးတိတ်ဆုံးသွားတယ်လို့သိရပါဗါးစစ်ခွေးနှစ်ကောင်ကိုစပြီးတော့ဖမ်းမိတုန်းကစမ်းပုတ်ရွာသားတွေပါဆိုပြီးတော့လိန်လေထွက်ဆိုတာအဲ့ဒါနောက်ပိုင်းမှာ စစ်ပြီးတော့မေးမှသူတို့ကဝင်ခံတာသူတို့ကစစ်ခွေးတွေပါဆိုပြီးတော့ဖုန်းကြံခဲ့လို့လာရှာတာလို့သိရတယ်ကျွန်တော်တို့ထိမ့်သိမ့်မှုဆိုပြီးတော့စခန်းကိုဖမ်းလာတော့မှလမ်းမှာကျွန်တော်တို့ရဲ့တပ်နက်ကိုလူပြေးလို့ပြစ်ခတ်ဖမ်းဆီးတာနှကောင်စလုံးတေဆုံးသွားတယ်လို့တာယာဝရီ KPDF ကတာဝန်ရှိသူကရှင်းလင်းပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ငူခေရိုင်ခန်းတပင်မြို့နယ်တောင်ပူချောင်းချေးရွာအတွင်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာအသက်80ကျော်အရွယ်အဖွားအုပ်တဦးသေဆုံးပြီးတော့အသက်10နှစ်အရွယ်ကလင်းငယ်တဦးအပါအဝင်ပြည်သူ၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဧပြီလ24ရက်နေ့မနေ့တနင်္ဂနွေ15မိနစ်အချိန်မှာထားတဲ့ပင်မြို့နယ်ကောင်းပူချောင်းရွာကိုဘာတိုက်ပွဲမှမရှိဘဲနဲ့ငောင်ချေတော့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ခလိုက်ရ83တိုင်ရင်တို့ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာထားတဲ့ပင်မြို့နယ်ကောင်းပူချောင်းကျေးရွာအတွင်း နှလုံးကြောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလက်နဲ့ကြီးများကြောက်ပောက်ကွဲမှုကြောင့်တောင်ပူချောင်းကြီးပါကအသက်80ကျော်အရွယ်အဖွားဦးတဦးတေဆုံးခဲ့တယ်လို့သိရပါတယ်ဒါအပြင်အသက်50ကျော်အရွယ်အမျိုးသားတဦးလည်းကြည်စံထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်အသက်50ကျော်အရွယ်အမျိုးသမီးတဦးဟာနောက်ကျောခါအထက်က1ဘိုက်အတွင်းကိုလက်နဲ့ကြီးစားဖောက်ဝင်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်အသက်ရှင်းတဲ့အရွယ်ကလေးငယ်တဦးဟာလည်းတင်မားနဲ့ပေါင်မှာထိမှန်စိုးရင်ရတဲ့ဒဏ်ရာနဲ့ အသက်40အရွယ်အမျိုးသားတဦးမှာမျက်နှာထိမှန်မစိုးရင်ရဒဏ်ရာအသေးသေးရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်တွေအနေနဲ့ဒီလိုလောက်ရက်တွေအတွက်ထိုက်တန်တဲ့တံပြန်ပေးဆပ်မှုမျိုးနဲ့မကြခင်မှာကြုံတွေ့စေရမယ်လို့ပြောကြင်ပါတယ်လို့တောင်ကိုခရိုင်အမတ်နဲ့တိုင်ရင်ကတောင်ဝရှိသူတို့ကပြောကြားထားပါဗျ။စစ်ကောင်စီဟာအပြစ်ခတ်ရက်ဆဲတယ်လို့ထုတ်ပြန်ကြေညာထားတော်လဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူများရှိရာနေရာများကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမဲဆောက်ကနေတဆင်ဘန်ကောက်မြို့စမုတ်စခွန်ကိုတွားရောက်အလုလုကန်ကြမယ်တရားမဝင်မြန်မာအလုသမားအယောက်30ကိုကားနှက်စီးပေါ်မှာ ထိုင်းရဲတွေကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလာ23ရက်နေ့ကစမော့စခွန်မြို့ကိုဥတီမောင်းနှင်လာတဲ့ကာနက်စီကိုထိုင်းအာဏာပိုင်များကအ мян လန်းစစ်ဆေးရေးဂိတ်မှာတားဆီးစစ်ဆေးခဲ့တယ်လို့သိရပါဗါ။အဲ့ဒီကာနက်စီပေါ်မှာတရားမဝင်မြန်မာအလို့သမားအယောက်30ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါ။ကားထဲမှာ2ယောက်ဟာလည်းမြန်မာများဖြစ်ကြပြီးတော့ကားရဲ့နောက်ခန်းမှာအလို့သမားများကိုတာလဘတ်နဲ့အုပ်ပြီးတော့ ခိုးသွင်းခေါ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းအာဏာပိုင်များကကာနစီကိုရပ်တန့်စစ်ဆေးရမှာပထမကားပေါ်မှာမြန်မာအယောက်20ကို၎င်းဒုတိယကားပေါ်မှာမြန်မာ10ဦးကို၎င်းရှာဖွေဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတို့ဟာထိုင်းမြန်မာနယ်စပ်မဲဆောက်ကနေတဆင့် ဘန်ကောက်မြို့စမော့စခွန်ကိုတွားရောက်ပြီးတော့အလုတ်လောက်ကင်ကြမယ်သူများဖြစ်ပြီးတရားမဝင်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာတအူးကိုထိုင်းဘက်ငွေတထောင်ဝင်ဆောင်ကပေးပြီးတော့စမော့စခွန်ကိုတွားရောက်ပြီးတော့အလုတ်လောက်ကြရန်လိုက်ပါလာခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံသားကာဒမာနှစ်ဦးကိုတရားမဝင်ရွှေပြောင်းနေထိုင်သူများကိုခိုးသွင်းခြင်းနဲ့စွဲချက်တင်ခဲ့ပြီးတော့တရားမဝင်မြန်မာအလုတ်သမားအယောက်30ကိုလည်းခွင့်ပြုကြမရှိဘဲနဲ့နိုင်ငံတော်အတွင်းတရားမဝင်ဝင်ရောက်နေထိုင်သူများအဖြစ်နဲ့ထိုင်းရဲတပ်ဖွဲ့ကအမှုဖွင့်တရားစွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ရေးမြို့နယ်မော့ကနေအခြေစားခလာရ106တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ22ရက်နေ့မှာရေးမြို့နယ်မော့ကနေအခြေစားခလာရ106တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဖြစ်တဲ့အသက်22နှစ်အရွယ်ရဲနိုင်ကျော်နဲ့အသက်22နှစ်အရွယ်ဝေရဲဖြိုးတို့ဟာလက်နက်ယူဆောင်ခြင်းမရှိဘဲရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထမ်းကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့နှစ်ဦးစလုံးကလက်နက်မပါပါဘူး။ ကျွန်တော်တို့ကတို့တို့ကိုကယ်ပေးထားတာပါပြည်သူရင်ဝင်ကနေတဆင့်ဆက်သွဲပြီးတော့အလင်းဝင်ရောက်လာတာပါ22ရက်နေ့မနက်ပိုင်းကပါတို့တို့22ရက်နေ့ညကလေးကထွက်ပြေးလာတာပါတို့ကခရီးသွားရင်လည်းအဖမ်းခံရပြီးတော့စစ်တဲကိုရောက်သွားတာပါအပတ်စဉ်9တန်ဖြူစရက်ဝဲကလေးစစ်လေးချင်းရေးတက်ကတင်းနှန်းဆင်းပြီးတော့ခောက်လိုက်ရ106ထဲကိုရောက်လာတာပါလို့ရင်းမြုံနယ်ပြည်သူကာကွယ်တပ်ဖွဲ့ကတောင်မရှိသူတို့ကရှင်းပြထားပါတယ်အခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတဲ့နှစ်ဦးဟာဘကိုးတိုင်းနဲ့ AR တိုင်းတို့ကဖြစ်ပြီးတော့၎င်းတို့ကိုကောင်းမွန်စွာဆက်လက်ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကနေကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ